ရပါပြီเนาะရှင်မရဲ့ဘွဲ့နမရဲ့တတ်တော်လေးရဲ့ဓမ္မမိတ်ဆွေယောဂီတို့အရင်မိတ်ဆက်ပေးပါလားတပည့်တော်ပွဲရတော့ရှင်အကသာရဖြစ်ပါတယ်အသက်ကတော့40အကကအကသာရအကသာရဓမ္မဟုတ်ပါပြီအဲ့တော့ရှင်မဘာကမရအထုတ်နေလဲတပည့်တော်ကယုံတယ်ယုံတယ်ဘယ်ကနေလာအထုတ်ရတာလဲမင်္ဂလာတော်ပါမင်္ဂလာတော်ပါဟုတ်ပြီအဲ့တော့ယုံနဲ့ကမရအထုတ်တာဘယ်လောက်ကြာပြီလဲတပည့်တော်က17လပိုင်းမှာ မာရှာကမ္မထံဝင်ပါတယ်ဗျာပြီးတော့တလာပိုင်းမှာယုံနံကမ္မထံရပါတယ်အဲ့ဒါပြီးတော့ရှင်ဘုရားတပည့်တော်ကိုယုံနံကြောင်းကျိုးတော့ပြောင်းပေးလိုက်တယ်ဓမ္မဟောတပည့်တော်ကယုံနံကမ္မထံမဲ့အိမ်ရောက်တော့ပြန်ရှုနေပါယုံနဲ့ကမ္မထာပြန်ထုတယ်ပေါ့ပြန်ရှုဟုတ်ကဲ့အဲ့တော့အခုဒီဟာရှောက်ချင်တော့ယုံနဲ့ရှောက်မှာလားယုံနဲ့အကြောင်းကျိုးရှောက်မှာလားယုံနဲ့ရှောက်မှာပါဗျာယုံနဲ့ဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့ယုံနဲ့ကိုအာယုံ6ပါဣရိယာပုတ်4ပါနေရာတိုင်းအချိန်တိုင်းယုံနဲ့ကမ္မထာတွေကိုဘယ်လိုရှုမှတ်ပွားများ စင်ញင်သိရှိခဲ့တယ်ဆိုတာကိုရှင်မရဲ့ဓမ္မအတွေ့အကြုံတွေကိုမျှဝေပေးပါဦးနော်တပည့်တော်ကတော့ယုံ난ဟိုဟာဒီဆရာတော်ဘုရားမှာလိုက်တဲ့အတိုင်းပါပဲဟိုဟာပြစ္ဆုတ်ပံတက်တဲ့မှာပဲစိတ်ကိုထားပြီးတော့ဒီအယုံ6ပါးပေါ်မှာပဲတပည့်တော်ကသတိကပ်ပြီးတော့ပေါ့အနေပါတယ်ဟိုထိရင်ထိတဲ့စိတ်လေးပေါ့နော်ဟိုလျောင်းထိုင်ရက်သွားဒီလိုဒီမှာလဲတပည့်တော်ဟို ီအာယုံ6ပါးပေါ်မှာရောဒီဆရာတော်ပေးလိုက်တဲ့ကမ္မထံကိုဟိုယုတ်နယ်ပေါ်မှာဟိုတပီတော့ဘယ်လိုပြောမလဲရှောက်အောင်6ပါးအရင်ရှောက်ရှင်ပြမေးနေအောင်6ပါးရှောက်အောင်6ပါးအရာပုတ်၄ပါးဘယ်လိုကျင့်သုံးကြလဲရှောက်အလားအာယုံ6ပါးပေါ်မှာတော့တပိတော်မြင်မြင်တာလေးကရုပ်တရားသိတာလေးကနံတရားကြားတာလေးကရုပ်တရားကြားတာလေးကိုသိတာနံတရား စာရလေးကယုတ်တရားစာရကိုသိနေရနန္တရားထီတိစိတ်တွေမှန်သမျှနန္တရားထီတိစိတ်လေးကိုသိနေထီတိစိတ်ထီရလေးထောက်ပြန်နေတာကယုတ်တရားဖောက်ပြန်တာကိုသိနေတာနန္တရားရတယ်အဲ့လိုရှုလို့ရတယ်နော်ရှောက်ဟုတ်တယ်အဲ့လိုနဲ့တပည့်တော်ရှုလာတာပါဗျာကျန်သေးစိတ်တွေဘယ်လိုရှုတော့ရှောက်ကျန်သေးတယ်ကျန်တွေးစိတ်တွေမှန်တယ်။ကျန်တွေးစိတ်တွေမှန်သမျှနန္တရား။ကျန်တွေးစိတ်လေးကိုထောက်ပံ့နေတာယုတ်တရားပါဗျာ ဣရိယဘုတ်၄ပါးဣရိယဘုတ်၄ပါးကြောင့်တပည့်တော်ထလိုက်တာကယုတ်တရားထတာလေးကိုသိနေတာနန္တရားလှမ်းနာလေးကိုသိနေတာကလှမ်းနာလေးကိုသိနေတာနန္တရားလှမ်းလိုက်တော့ယုတ်တရားထိုင်နာကယုတ်တရားထိုင်နာလေးကိုသိနေတာနန္တရားအိတ်နေတာအိတ်ချင်တာကနန္တရားအိတ်လိုက်တော့ယုတ်တရားဒီလိုမျိုးသွားပါတယ်ဗျာဟုတ်ပြီအဲ့တော့လောကနဲ့ဓမ္မနဲ့သတ်သားတဲ့ကြောင့်ဒါပြေးလိုက်တဲ့ကမ္မထာ ရပြီဒါနဲ့လောကနဲ့တွေ့တဲ့အခါနေစဉ်နဲ့နေစဉ်သွားရင်လာရင်စားရင်တောက်ရင်လည်းလောကနဲ့ဓမ္မနဲ့တသားတဲ့ကြောင်ပြစ္ဆုတ်ပွင့်တက်တဲ့ဘလို့ရှုလဲလျှောက်ပြီးတော့ဘလို့ရှုလဲဆိုတော့ရှင်ဘုရားရှင်ကပြန်သွားပြီးမှတပီတော်ကဟိုတပီတော်မှဟိုဟာယုံကြည်မှုတွေလည်းပို့ပြီးတော့ရှိလာတယ်ပြီးတော့ဆုံးဖြတ်ချက်တွေလည်းခိုင်မာလာတယ်ဘုရားပြဖြစ်ကြောတွေလည်းတူလာတယ်ဗျာတပီတော့အရင်တော့ဆိုရင်တပီတော့ကအိမ်မှာဆိုရင်အရန်ကိုဟို တော်ဘူကြတဲ့ထဲမှာပါတယ်ဗျာတပီတော့ဆရာတော်ပေးလိုက်တဲ့ကမ္မထမ်းနဲ့အိမ်မှာနေစဉ်တော့ကျတော့တပီတော့တယောက်တည်းနေရတာကိုပို့သဘောကျတယ်ဗျာအရှင်ဘုရားပေးလိုက်တဲ့ဒီကမ္မထမ်းလေးနေရလဲတပီတော့လဲနေရတာအဆင်ပြေတော့ကျတော့တပီတော့ကတော့ငကုံတော့ကတွေးထားပါဘောနော်ဘုရားရှင်ရှေ့မှာတရားထိုင်မှတရားထင်နေတာတပီတော့ရဲ့အတွေ့အကြုံညပေါ့တပီတော့လှုပ်ခဲတဲ့ဒီ တခြားတရားစခန်းလေးဝင်ခဲ့တော့လေဒီလိုပဲရှင်းသုံးခဲ့တာဆိုတော့ရှင်ပြားရှိရောက်မှဩဒီလိုအာယုံ6ပါးနဲ့အရိယဘုံ4ပါးပေါ်မှာလဲဒီလိုတရားတွေရှိပါလားဆိုတော့သိသွားတော့တပီတော့နေရတာလဲအဆင်ပြေပါတယ်ဗျာဒီနေ့ဆိုရင်ရှင်ပြားဟောသွားတဲ့ဒီလောကရန်ရှိပါမကဘွားဆိုရင်တပီတော့နားထောင်လာတာဒါ၄ချိန်မြောက်ပေါ့ဗျာ၄ချိန်မြောက်မှာဒီတစ်ချိန်တစ်ချိန်နဲ့မတူပါဘူးဒီညံက ဘာဘလို့ဖြစ်သွားလဲဆိုတော့ညံဟိုဓာသွားလို့ပဲဖေ။တနေ့တခြားဟိုထက်လာတယ်ဖေ။ဟိုဘလို့မျိုးလောအရင်တော့ဆိုရင်တပီတော်ကစိုးလောကဓာတ်နေတပီတော်လာမှာအရင်ကြောက်တယ်။ကောင်းတဲ့လောကဓာတ်မဲ့တပီတော်လိုချင်တယ်။အခုကျော်အဲ့လိုမဟုတ်တော့ဘူးတပီတော်။ဘလို့လောကဓာတ်မျိုးပဲလာလာတပီတော်ကအေးဆေးဖြစ်သွားပါပြီဖေ။ဟုတ်ဟုတ်နော် အဲ့တော့အဲ့တော့အဓိကရှောက်ချင်တဲ့ဒီတရားနဲ့ပတ်သက်ပြီးရှောက်ချင်တဲ့ရွေချက်ကပါလေရှောက်ချင်တဲ့ရှောက်ချင်တဲ့ရွေချက်ကဆိုရင်တော့တပည့်တော်ကရင်တော်ဆိုလို့ရှိရင်တရားထိုင်ပြီးဆိုလို့ရှိရင်ဝေဒနာဘလို့ကြောရမလဲပဲတပည့်တော်ကစဉ်းစားနေတာဗျာဘုရားရဲ့ရှေ့မှာထိုင်ပြီးဆိုဟိုကြာကြီးထိုင်မှလည်းတရားပဲထင်နေတာအခုဆရာတော်ဘုရားရဲ့ယုံနံကမ္မထမ်းနဲ့တပည့်တော်ထိုင်တဲ့အချိန်မှာကြောတပည့်တော်ကရုပ်ကိုပြန်လှည့်မကြည့်တော့ပါဘူးဗျာ ဒီနံကသူဘာလုံးနေလဲဆိုတာတပည့်တော်လိုက်ကြည့်ရင်ねဆရာတော်ဘုရားကလည်းဒီတပည့်တော်ကငโกนတော့မသိဘူးလေဗျာအဝိဇ္ဇာလားဝိဇ္ဇာလားဆိုတာမသိဘူးခုမှတပည့်တော်ကဆရာတော်ဘုရားအဝိဇ္ဇာကိုပယ်ပြီးဝိဇ္ဇာညာထက်ပြီးလိုက်တော့မှတပည့်တော်တို့ကခုကျတော်ဟိုဟာဒီနံလေးပေါ်မှာတောက်လျှောက်ညာရောက်ရောက်နေတယ်ဗျာတခုဒီဒေါသဖြစ်တော့မယ်ဆိုရင်လည်း ဒီနံလေးကဖြစ်တော့မယ်ဆိုရင်လည်းညံဒီတောက်လျှောက်လိုက်နေတော့သူကဖြစ်မဲ့ဟာကိုမဖြစ်တော့ဘူးဗျာလောဘဆိုရင်လည်းလောဘကိုတပည့်တော်သိနေရဲ့ဗျာတော်တော်လဲတပည့်တော်ဒီကိုလာကြိုးလဲနှက်ပါတယ်လို့တပည့်တော်အင်းဆရာတော်ဘုရားကိုလည်းကျေးဇူးအထူးတင်ပါတယ်လို့ဟုတ်ပြီအဲ့တော့ကိုရရှိမေတ္တာချင်းငကိုရရှိမေတ္တာချင်းချစ်သူမုံသူတွေပေါ်မှာအခုဘယ်လိုမြင်လဲဘယ်လိုရှုလဲ တပီတော့အခုအားလုံးကိုကြည်လိုက်တော့တပီတော့ရုပ်တရားနဲ့နံတရားတွေပဲတွေ့ပါတယ်ဗျာဟုတ်ပြီအဲ့တော့30ပုံမှာဘာတွေလဲပတ်နေတွေ့တော့30ပုံမှာလဲရုပ်နဲ့နံတွေပဲလဲပတ်နေပါတယ်ဗျာအဲ့ဒီလိုသီးတော့လူနဲ့ပြန်မှာတတ္တဝါအလုံးချစ်ချင်းမုံချင်းအထင်ကြီးချင်းအထင်သေးချင်းဘယ်လိုတွေကွာခြားပါလဲထင်ကြီးချင်းအထင်သေးချင်းကတော့တပီတော့ငကိုနှောတော့ရှိတယ်ဗျာအခုဒီနောက်ပိုင်းကျတော့ဘယ်သူမှလဲထင်လဲမကြည့်တော့ဘူးတပီတော့ထင်လဲမသေးတော့ပါဘူးဗျာဘာဖြစ်လို့လဲ တပီတော့တိသွားပြီဗျာသူတို့လည်းယုတ်တရားနဲ့နန်တရားပဲသူတို့လည်းယုတ်တရားနဲ့နန်တရားပါဗျာအကုန်လုံးဒန်းလူဖြစ်သွားတာပါနော်ဒန်းလူဖြစ်သွားတယ်ဗျာကိုယ်စိတ်လေးတွေကအစစင်ကောင်းကြီးကအစအထင်ကြီးကြတယ်ထင်သေးတာမရှိဘူးဘာလို့လဲတော့ယုံနဲ့နန်နဲ့လို့တိမ့်ချပဲလို့နော်ယုံနဲ့နဲ့ဒီပြညတ်အားလုံးကိုယုံနဲ့နော်ပရမတ်ယုတ်ပရမတ်နဲ့တိမ့်လိုက်တဲ့ဟာကြတော့ဒီဘောမှာပရမတ်ဘောမှာဉာဏ်ဝင်တော့ပြညတ်တွေအကုန်ဆင်သွားတာပေါ့နော်ကျမဗျာဟုတ်ပြီအဲ့တော့ဒီယုံနဲ့ကမ္မထံကိုရှုမှတ်ပြီးတော့ရှင်များအခုသိမယ်ဆိုရင်ရောအပေလေးဘုံငယ်ရှိတဲ့ကြက်နိုင်လား ချနိုင်တော့ပါဘူးဗျာဘသူအမခံပြီးတာတပည့်တော်ကိုကိုအမခံနိုင်တာမချနိုင်ဘူးဆိုတာကိုရှင်မြတ်မချနိုင်တဲ့အကြောင်းတရားကဘယ်လိုမျိုးစမ်းသပ်ခဲ့လို့မချနိုင်ဘူးလို့အမခံနိုင်တာတပည့်တော်ဒီဆရာတော်ပေးလိုက်တဲ့ကမ္မထံတပည့်တော်ကတလပိုင်းကပြန်ွားလာဆိုတော့နှစ်လပိုင်းသုံးလပိုင်းလေးလပိုင်းဒီဈာကလာမှာတပည့်တော်ညာဘက်အဲ့အဝင်ပြီဆိုရင်တပည့်တော်ကဒီရုံနဲ့လံဘာတွေလုပ်နေလဲပဲမေးပြီးတော့တပည့်တော်ဒီ အဲ့ရဝင်ပါလေဖေ။အဲ့ရဝင်တော့တပီးတော့ကိုကိုအစမ်းသေးကြည့်မယ်ဗောဗျာ။ဟိုရင်တော့လည်းတပီးတော့ဟိုဘယ်လိုပြောမလဲ။ခန္ဓာကိုယ်တွေတွေကျင့်ခဲ့တယ်ဗျာ။ကျင့်ခဲ့တော့တပီးတော့ကိုယ့်ဘက်သူကိုစိတ်ချပြီလားမစိတ်ချဘူးလားဆိုတော့ဇဝေဇဝါဖြစ်နေရဗျာ။အခုဆရာတော်ပေးလိုက်တဲ့ကမ္မထမ်းတဲ့ကြမှာတပီးတော့ကိုကိုစိတ်ချရတယ်ဆိုတော့ဆုံးဖြတ်ချက်တွေလည်းခိုင်းမာလာပါလေဗျာ။ အဲ့တော့အဲ့ကမ္မထန်းနေတော့မှန်ပြီလေဘယ်အချက်တည်းတူကိုကြည့်ပြီးတော့ရှင်များအမခန္ဓာတော့တည်ရင်ပဲမကြောက်ဘူးဆိုတော့တည်ရင်အပယ်မကြောက်ဘူးဆိုတော့တပည့်တော်ကဘလို့ဆက်တတ်ခဲ့လဲဘလို့ဆက်တတ်ခဲ့လဲဆိုတော့တပည့်တော်အဲ့တဲ့အဲ့အဲ့ရဝင်မဲ့အချိန်မှာကြောက်တပည့်တော်တည်သူလို့သတ်မှတ်ပြီးတော့တပည့်တော်နေကြည့်ပါလေဗျာနေကြည့်တော့အရှင်ဘုရားပေးလိုက်တဲ့ဒီကမ္မထန်းကဒီနံပေါ်မှာဟောတော့ ညာလုံးလုံးနေလို့လားမသိဘူးဗျာအရင်တော့ဆိုရင်ဒီတေဖို့အကြောင်းတွေးလိုက်ရင်တပည့်တော်စိတ်တွေကစောက်တရားမဲ့နေပြီအခုကျတော့တပည့်တော်စောက်တရားမမဲ့တော့ဘူးအော်ဒီကမ္မထမ်းလေးနဲ့ဒီလိုသွားလဲဆရာတော်ဘုရားမှားလိုက်တယ်ပေါ့နော်ဟိုတေခြင်းတရားကိုရင်ဆိုင်လို့ရပြီပေါ့တပည့်တော်အဲ့လိုမျိုးတွေးလိုက်ပါတယ်ဗျာอืมဟုတ်ပါတယ်နော်အရင်တော့ကျတော့တရားတွေအားထုတ်ခဲ့ဘူးလေတွေးကြုံရှိလားအရင်တော့ကျတော့တပည့်တော်ကအရင်တော့ရှိတယ်ဗျာတပည့်တော် တခြားတရားစခန်းတွေရိတ်တာတွေဝင်တယ်ဝင်ပြီးပြန်လာတယ်ပြန်လာပြီးရင်တပီတော့ဒီတိုင်းဟာဒီတိုင်းပဲဖေ။ဒီခဏပဲပေါ့နော်တပီတော့ကိုနိုင်ကလည်းခဏပဲအေးချမ်းမှုရပြီးတော့ဒီလောဘဒေါသဆိုတာလေတရားစခန်းပြန်လာပြီးရင်ပျောက်တဲ့သဘောပါပဲဖေ။ခုဒီစခန်းပြန်လာပြီးတော့ကြောတပီတော့ဆိုလို့ရှိရင်အိမ်မှာဆိုလို့ရှိရင်တပီတော့မိကတပီတော့ဒီ ပြီးတော့ဦးတော့ကိုယ်တိုင်ပြောတာတော့မဟုတ်ဘူးပေါ့နော်ပြီးတော့ရဲ့မိတ်ဆွေတွေကိုပြောတယ်ပေါ့ဟိုဒီအဲ့ရမောင်လေးရတရားစခန်းကပြန်လာပြီးတော့မှနည်းနည်းစိုက်ကိုဝင်ွားလားမသိဘူးပေါ့အဲ့အဲ့လိုမျိုးပြောတယ်ဗျာဒါပေမဲ့တပည့်တော်ကလည်းဟိုဘလို့တွေးလဲဆိုတော့ဒီမှာနေရတာကိုယ့်အတကူပေါ့နော်အရင်ကတော့ဒီလူကဒီလူပဲဒါပေမဲ့တပည့်တော်ကဆရာတော်ရှေ့ကပြန်သွားပြီးမှ ဟိုစိတ်သက်ကိုတင့်နဲ့ဖြစ်နေကြဗျာ right မှန်တာဗောစိတ်သက်ကိုတင့်နဲ့ဟိုဘလူလောကရလာပါစေဘလူအတောင်းကိစ္စပဲနေပါစေတပီတော့အေးစစ်စစ်ရင်ဆိုင်ခြင်းလေလူတွေရဲ့ချစ်ချင်းမုန်းကြီးအနောက်ကိုမလိုက်တော့ဘူးမလိုက်တော့ဘူးဗျာကိုစိတ်ရဲ့အကြောင်းပဲကိုသိနေတယ်ဗောတင်ပါဗျာအရင်တော့ဆိုတပီတော့ဒီဘူးလို့မရတဲ့ဒီအတ္တကိုပဲလိုက်ပြီးတော့ဆွဲပြီးတပီတော့ပြင်မှန်းခဲ့တာဗျာအခုတိသွားတော့ဆရာတော်ဘုရားရဲ့ဒီသစ္စာတရားတွေလဲနာ ပြောကြတော့အကုန်လုံးကအနတ္တဖြစ်နေရော့ တပီတော့ဘသူ့မှလည်းလိုက်မစိုးမိုးကြတော့ပါဘူးဗျာတပီတော့ကိုဘက်ကိုကိုရဲ့ဒီဘလို့ပြောမလဲဆရာတော်ခဏတော့ကိုမပိုင်ဘူးဆိုတော့မပိုင်ဘူးဆိုတာတိသွားပါဗျာပရမကမ္မထမ်းမှာတည်းတည်ထားတာနော်တည်ထားပါဗျာတည်တော့လောကနဲ့တကယ်တကယ်ဒီတရားတွေအလုံးကရိတ်တာပြန်သွားတော့တရားတွေပျောက်သွားလားမပျောက်ဘူးဗျာမပျောက်ဘူးတခြားရိတ်တာတခြားရိတ်တာဆိုတာတပီတော့ဟိုလူမျိုးဟိုဖြစ်လို့ပြောတခြားရိတ်တာပြန်လာလဲတပီတော့ကဒုံရင်းတုံရင်းမယ် တပတ်ဆယ်ရက်လောက်တော့အေးချမ်းသက်လို့လို့ပေါ့နော်ဗျာပြီးလို့ရှိရင်ဟိုဟာဒီတိုင်းပဲပြန်ဖြစ်သွားတယ်ဗျာဒီတိုင်းပဲပြန်ဖြစ်သွားတယ်ပြီးရင်ဒီလောဘဒေါသကြီးဆိုတာလေရှင်ဘုရားရှင်ကပြန်ရောက်တော့ကြောတပြီးတော့ကိုယ့်ကိုယ်လည်းပြန်ပြီးဆင်ញင်သုံးသက်မိရဲ့ဟာအရှင်တော့လို့မဟုတ်တော့ပါဘူးလို့ဘလို့တွေဖြစ်နေရလဲပေါ့ကိုကိုအဲ့လိုလေပြန်သုံးသက်မိရဲ့ဗျာကိုယ်တိုင်လည်းသုံးသက်မိတော့နော်သုံးသက်မိလူသစ်စိတ်သစ်ပေါ့အရှင်ဘုရားလူသစ်စိတ်သစ်ဖြစ်သွားတယ်ဗျာနော် အရင်တော့ကိုယ့်ရဲ့လောဘဒေါသမောဟအကျဉ်းသားတွေကိုကွာကြရပါတော့နော်ကွာကြအကျဉ်းသားတွေကွာကြရပါတော့နော်အဲ့ဒီဟိတ်တွေပေါ့နော်အဲ့ဒီဟိတ်တွေမတွေ့တော့လောဘဒေါသမောဟဟိတ်တွေမတွေ့တော့နော်မတွေ့တော့မျက်နှာကပျောင်းသွားတာနော်အရင်တော့ကကြတော့ငါတိငါတတ်အကုန်ရှိနေကြနော်အဲ့ဒီမာမာနာတွေရှိနေကြနော်ဒီမှာဗျာကျွန်တော်အရှင်မြတ်ပို့အသီးဆုံးပေါ့ပဝင်းကျင်ကလည်းပို့သီးတယ်ရှင်မြတ်တဲ့သိတယ်ဗျာတပီတော့လေဒီဟိုအိုက်ဆနလာပိုင်းကိုရောက်တော့ဆိုရင်လေတပီတော့အစင်ုံမပြေတာဗျာဒီဒီဟိုရောက်တော့လေ နေထိုင်မှလည်းတပြော့အစစ်မပြေတပြော့အသုံးရမြောက်နေကြတပြော့ခန်းပေါ်တယောက်ရှိရဗျာအဲ့နဲ့တပြော့လို့ပြန်ကြမယ်ဗောလူမျိုးတပြော့ပြောတဲ့အချိန်မှာညနေကျမှပြန်မယ်ဆိုပြီးတော့တပြော့ကအဲ့နဲ့ဒီနေကမှနှစ်နာရီခွဲတက်တဲ့အချိန်မှာမှဟိုလာတဲ့ရက်လေးမှတော့ဗောနော်ဒီဆရာတော်ရဲ့တရားလေးကိုတော့သိချာနာမယ်ဆိုပြီးတော့ဆရာတော်ဘုရားရဲ့အနည်းမှာမနက်ခင်းပိုင်းဒီအလုတ်ပေးတရားလေးကိုဟောပြီးတော့ပြီးတော့နေခင်းပိုင်းကျတော့သိချာခရုတစိုက်ထိုင်တော့မှာ တပီတော့အော်ငါမရှိပါလားဆိုအောင်တပီတော့လုံးလုံးလည်းရတိွာဗျာတိသွားအဲ့အဲ့မှလည်းကောမတပီတော့အချိုးပြောင်းသွားတဲ့အချက်သာပဲတပီတော့အဲ့ဒါမှန်မလားဗောအချိုးပြောင်းသွားတိသွားတော့အမှန်တရားကိုတိသွားတော့နော်အမှန်တရားတိအခန္ဓာတော့ငါမပိုင်ငါလည်းမရှိတယ်လို့ငါလည်းမပိုင်ပါလားလို့တိသွားတော့အရင်တော့တိခဲ့တဲ့ဟာတွေအားလုံးကလုံးဝဝိစာရောက်တော့အဝိစာကုန်ပျောက်သွားတော့နော်တကယ်တော့လုံးမှားခဲ့တဲ့ဟာတွေကုန်တိသွားတော့မှန်ပါဗျာမရှိတာကိုအရှိလုပ်ပြီးတော့မှလောဘဒေါသမောဟတွေဖြစ်နေတယ်နော် တမပါဗျာအဲ့တော့ကိုယ့်ပတ်ဝန်းကျင်နေရာရောနောက်ထပ်ဘယ်လိုဝေဖန်သေးလဲရှင်များဟုတ်ဘာလို့ပြောင်းလဲမှုတွေပေါ်မှာတို့ဘယ်လိုဝေဖန်လဲဆိုတော့တပည့်တော်ရင်တော့ဆိုရင်အရင်အတ္တကြီးရဲ့ထဲမှာပါတယ်ဗျာပါတော့ခုကြတော့ရခြင်းလဲရများခြင်းလဲနေအကုန်လုံးကဘယ်ရာမဟိုတပည့်တော်ဟိုဘယ်လိုပြောမလဲဆရာတော်ပြောလိုက်တဲ့ဒီတရားဒီပေါ်မှာပဲတပည့်တော်နှလုံးသွင်းနေလို့လားတော့မသိဘူးပြီးတော့အဲ့လိုအရင်ကြီးလိုချင်တယ်လည်းမရှိတော့ဘူးဗျာ ဟိုရလိုက်လို့လည်းရင်းဟိုပြောမလဲဝမ်းသာရလည်းမရှိဘူးဘယ်တော့ဆိုတပီတော်ကတခုလောက်ပြီဆိုရင်တပီတော်ရမှတပီတော်ကအဲ့လိုစိတ်မျိုးအခုတော့ဆရာတော်ဘုရားရှိခိုးပြန်လာမှတော့တပီတော်ကိုကုတ်ပြန်တွေးကြည့်မြန်တော်တော်လူပီတပြီးတော့လို့တော်တော်ကိုကျင်းစာတရားတွေလည်းပြည့်သွားတယ်လို့ပဲဒါပေါ့လူပီတလူပီတကြိုးလဲလက်တယ်လို့ပဲမှန်တာပေါ့လူပီတသွားတာပေါ့နော်လူတွေကလူဖြစ်သွားတာပေါ့နော်ဓမ္မပြအင်းကောင်းပါလေဝမ်းသာပါရဲ့နော် တော့ဒီတရားတွေကျင့်ပြီးတော့သိရင်အပေမကြဘူးဆိုတော့ကိုကိုတိုင်လည်းအမခံသွားပြီနော်အမခံတယ်ဗျာဟုတ်ပါပြီအဲ့တော့ဒီတရားစကန်လာတဲ့အပေါ်မှာရောရှင်များအတွက်ဘာတွေများဟိုဒီတရားစကန်လာတဲ့ရှင်များအတွက်ဘာတွေထူးခြားချက်တွေရှိလဲဘာတွေအကျိုးရှိလဲတပည့်တော်ကတော့ဆရာတော်ဘုရားကိုထုပြင်ကျေးဇူးတင်ပါတယ်လို့တပည့်တော်တို့ကတပည့်တော်ကတခြားတရားစကန်နဲ့ရိတ်တာတွေသွားတယ်ဒါခိုင်းရင်ဒါလောက်ဒီလိုရှိဆိုရင်ဒီလိုပဲလောက်ခဲ့ကြတယ် ဒီမှာကျတော့တပည့်တော်တို့တရားထောက်တရားပြဆရာကြီးတွေရောဆရာလေးတွေရောပေါ့နော်မသိရင်လည်းမေးပိုင်ခွင့်တပည့်တော်တို့မှာအပြည့်ရှိတယ်နိတပည့်တော်တို့ကကျတော့ကျတော့တပည့်တော်တို့အတွက်အားသာချက်ရှိတယ်လို့ဒီခြားဒီယောဂီတွေလည်းအခုလာဝင်နေတဲ့ယောဂီတွေရောပေါ့နော်မသိလို့ရှိရင်ဒီတိုင်းဘာမှမလုပ်ပါနဲ့လို့အဲတပည့်တော်ကအကြံဉာဏ်ပေးခြင်းပဲပေါ့နော်တရားထောက်တရားပြရင်းနဲ့ဆွေးနွေးပါလို့ပြောတပည့်တော်၃ရက်တိတိရွာလဲခဲ့တာကိုတပည့်တော်ဒါသင်ခန်းစာပဲလေဗျာ မှန်ပါเนาะဒီမှာအဲ့အာတကျက်လေးရှိပါတယ်ပညာမဲ့တရားနဲ့တော့မခိုင်မြဲဘူးပေါ့နော်ပညာနဲ့ရှင်တဲ့တရားကိုလိုချင်တာပေါ့ဟုတ်တယ်မလားတင်ပါဗျာယုံကြည်မှုနောက်မှာပညာပါဖို့လိုတယ်ပေါ့နော်တင်ပါဗျာယုံကြည်မှုမှာအဲ့တော့ပညာပါဖို့ဆိုမေးဖို့လိုတယ်ဆရာသမားတစ်ခုတည်းကိုယုံကြည်နေလို့မရအောင်ကိုယ်လည်းမရှင်းရင်မရှင်းတဲ့အတိုင်းမသိမသိတဲ့အတိုင်းเนาะတင်ပါဗျာယူသားဆိုပေါ့သူ့ဥစုစပေါ့ယူသားဖြောင်းမဲ့ဖို့လိုတယ်เนาะတင်ပါဗျာအဲ့ဒါကိုယ့်ရဲ့အခွင့်အရေးတွေကြီးပဲเนาะဒီမှာဒါဘယ်မှာမှမရနိုင်တဲ့ခွင့်ရရဒီရိတ်တာမှအများကြီးရှိတယ်အများကြီးရှိပါတယ်ခင်ဗျာတပီးတော့လဲဒီ ဆရာတော်ဖျားရဲ့ဒီကျောင်းကိုရောက်ပြီးဆိုတဲ့ကောင်မှတပြီးတော့ဒီ sign book ကလေးဆိုရင်လည်းရောက်ခါသား7လပိုင်းဝင်တော့ဆိုအရန်စိတ်ဝင်စားတာအဲ့ဒီဆရာတော်ဖျားရဲ့ဒီပြည့်ညက်တို့ပရမတ်တို့ဆိုတာတပြီးတော့တခြားတခြားတရားစခန်းလေးတပြီးတော့ဝင်ခဲ့တယ်ဝင်ခဲ့တော့တပြီးတော့ပြည့်ညက်လည်းမသိဘူးပရမတ်လည်းမသိဘူးဟိုကုံကုံပြောရမယ်ဆိုရင်ဒါခိုင်းရင်ဒါလို့ဒလို့ရှူဆိုရင်ဒလို့ရှူပြီးရင်ဒိဋ္ဌပါရမီပြည့်ပြန်လာဒီလိုနဲ့ပဲတပြီးတော့တို့တန်တရားလည်ခဲ့တာဗျာတပြီးတော့က2000 18လောက်ကစပြီးတော့ဟိုတရားအလုတ်ကိုလုတ်တာဗောနော်အဲ့ဒါလည်းတပီတော့တကယ်တကယ်ကြတော့တရားအလုတ်ကိုလုတ်ချင်တဲ့စိတ်ကတပီတော့မှယာနှုံးပြည့်မရှိဘူးဗျာတပီတော့ဘဝရဲ့အဲ့ချိန်မှာတပီတော့အသက်30ကျော်မှာဘဝ30ချိုးမှာဟိုတော်တော်ဆုံးရှုံးမှုတွေနဲ့ဖြစ်သွားတပီတော့ပူလောင်သွားတော့ဘာလုံးလို့ဘာကံမှမသိတော့အာဒီတငယ်ချင်းတယောက်ကလည်းခေါ်တော့တပီတော့ရိုက်တာကိုရောက်အဲ့လိုပဲသွားလိုက်လာလိုက်ဒီလိုနဲ့ပဲနေလာအဖျားတဲ့အချိန်မှာတရားထိုင်နေဆရာတော်ဘုရားကလည်းပြောတယ် ဘုရားရှင်စီမှာကြာကြာထိုင်မှတရားလားအဲဆိုရင်တဏီကုံထိုင်နေထသွားရင်မတရားမှဆိုလို့ဆိုတပည့်တော်ပြောနေတယ်လို့ပဲတပည့်တော်ကလေဘုရားရှင်စီမှာထိုင်လိုက်တယ်တပည့်တော်နှစ်နာရီသုံးနာရီထိုင်တယ်အဲမသိတဲ့လူတွေကတော့အထင်ကြီးကြီးတယ်တပည့်တော်ကတော့လေဒီမှာဝေဒနာတွေနဲ့တနေ့တခြားနှစ်ပန်းလေးလုံးနေအရှင်ဘုရားရဲ့ဒီယုတ်နယ်ကမ္မထန်လေးနဲ့ဘုရားရှင်စီမှာတရားထိုင်လဲတော်တော်အဆင်ပြေပါတယ်လို့တပည့်တော်အဲဟာလေးอืม ဆရာတော်ဘုရားကိုလျှောက်ဟုတ်ပါပြီနော်ယင်းတော့မတိပဲနဲ့ထိုင်နေတာကိုယ်အရန်ထင်ကြီးနေတာဟုတ်လားတမပါပြီထင်ကြီးပြီးတော့ဘွားတွေလာလူတရားတွေလာလူလောက်ကြတယ်ဟုတ်လားဟုတ်တယ်မလားတမပါပြီကိုယ်ထိုင်ထိုင်နေတူအားပေးတာပေါ့နော်သူတို့ကအားပေးတာပေါ့သူတို့ကတော့မတိဘုရားပဲဖြစ်တော့မှလားမဇန်နဲ့ပြန်တော့မှလားပေါ့အဲအားနဲ့အရန်ထင်ကြီးတာပေါ့နော်ထိုင်နေရင်တော့အရန်ထင်ကြီးတာတမပါပြီအခုအထင်မကြီးတော့ဘူးလားအခုတော့သူတို့ထင်ကြီးရင်ချင်းမကြီးရင်တပည့်တော်ဆရာတော်ဘုရားပေးလိုက်တဲ့ဒီ ဟိုဝိဆာနဲ့အဝိဆာဆိုတာလည်းခွဲခြားတတ်သွားတယ်ပြီးတော့အေးစေးပဲသူများထင်ကြီးတာမကြီးရတဲ့တပီးတော့တနေ့တနေ့ဒီလုံနေရတဲ့လုပ်ငန်းပေါ်မှာပဲဒီကမထမ်းလေးနဲ့အေးစေးပဲဖြတ်တန်းခြင်းထင်ကြီးရလည်းမလိုချင်တော့ဘူးထင်လဲသေးခြင်းသေးမဲ့သေးခြင်းနေတပီးတော့တိတ်ဘူးမှာဘာမှမခံစားတော့ဘူးဗျာအဲ့ဒါနည်းနည်းလေးဟိုတပီးတော့မြေးခြင်းတာက သူများကြည်ညိုဖို့အတွက်ကျင့်တာလားကိုကိုကိုကြည်ညိုဖို့အတွက်ကျင့်တာလားတပည့်တော်ဒီနောက်ပိုင်းကျတော့ခံယူလိုက်တာကိုကိုကိုကြည်ညိုဖို့အတွက်ကျင့်တာဖြစ်တယ်ကိုကိုကိုအခုကြည်ညိုလို့ရပြီလားကြည်ညိုလို့ရပြီဗျာအရေးကြီးဆုံးအလားပဲနော်သူများကြည်ညိုဖို့ဆိုတာလွယ်လွယ်လေးဟလာသင်ငန်းဝတ်ပြီးတော့ဟလာကောက်မျိုးလုံးမျက်လာလွှဲချပြီးတော့ကောက်အေးစီးနေလိုက်ရင်ကျမကြည့်ကိုရှင်မြကုနာထိုင်နေလို့ပဲလွှတ်ကြည်ညိုနေတော့တာပဲနော်ကျမအရင်တော့သူများကြည်ညိုဖို့အတွက်ကျင့်တာအခုကျတော့ကိုကိုကိုကြည်ညိုတက်လာအောင်ကျင့်တာကျမအဓိကကိုစိတ်ကိုတော့ကိုလိန်လို့မရအောင်လိန်လို့မရအောင်လိန်လို့ရအဓိက ော်ဒီတရားကိုကိုလည်းကိုလိန်လို့မရဆိုတရားကလည်းလိန်လို့မရဘူးလိန်လို့မရပါဘူးအဓိကတော့မိမိကိုကိုမိမိကိုကြည်ညိုလို့ရပြီလားဆိုတာအများနဲ့မေးရမယ်တမပါဗျာနော်အဲ့တော့ဒီတရားကျင့်နိုင်ကျင့်နိုင်ကိုကိုကိုယုံကြည်မှုရှိရမယ်အဲ့တော့ဒီတရားတွေအားလုံးကကိုကိုကိုကြည်ညိုလို့ရပြီလားငါကိုယ်တိုင်ရောတကယ်သိပြီလားဆိုတာကိုမိမိအများနဲ့ဒီတရားကျင့်နိုင်ကျင့်နိုင်မေးရမယ်နော်တမပါဗျာအဲ့တော့ကိုယ့်အောက်ပြန်ပြီးတော့စမ်းသပ်ရမယ်သူများကြည်ညိုခြင်းမကြည်ညိုခြင်းကတော့သူများပါးစပ်နဲ့လမ်းဆုံးနေတော့အသွားမှာပဲတမပါဗျာနော်ဟုတ်ပါပြီရှင်များပရမအသော အချိန်မှာပဲပြည့်ပြည့်စုံစုံเนาะသူကမေးလျှောက်ခွင့်ရတဲ့အတွက်ဝမ်းသာပါတယ်เนาะကျေးဇူးတင်ဒါပါပြီအားလုံးသာဓုခေါ်ပြပါဦးเนาะသာဓုသာဓုသာ